ကဲ့ essential grammar ရဲ့ use unit 2မှာပြန်လည်ကြိုဆိုလိုက်ပါရရှင် unit 2ကတော့ကျမတို့ဒီအာ MSR ဘောနော် MSR ကိုမှ question types တင်နေလေးလာလေးလာရမှာဖြစ်ပါတယ်ကျမတို့ unit 1တုန်းကတော့ဘောနော်ဒီ AMM ရဲ့ ISS ရဲ့ AI ရဲ့ positive structure တွေကိုလေ့လာခဲ့တယ်ဒါပေမဲ့ဒီ unit 2မှာကျတော့အဲ့ဒီ ဒီ MSR MSR ဆိုရဲစကလုံးတုံးခုရဲ့ question types တွေကိုလေ့လာရမှာဖြစ်ပါတယ်ရှင်။အဲ့တော့ဒီ MSR ကကြတော့ဒီကျွန်တော်တို့ကျွန်တော်တို့ဒီ unit 1မှာတော့အကြောင်းကိုပြန်ပြီးပြောရမယ်ဆိုရင် unit 1တုန်းကတော့ပေါ့ဒီ AMM ရဲ့ ISS ရဲ့ AI ရရဲ့မှာဆိုရင် AMM ကတော့ IN တွက်တိချာတုံးတာဖြစ်ပြီးတော့ ISS ကကြတော့ singular noun state တွက်တုံးပြပါတယ်။နောက်ပြီးတော့ဒီ AI ရကကြတော့ဒီ plural noun state ဖြစ်တဲ့ uh, we you တွေလိုအမျိုးပြင် plural pronouns တွေဖြစ်တဲ့ we you တွေပြင်တခြားသော plural nouns တွေတော့အသုံးပြုပါတယ်အဲ့ဒီမှာကျွန်တော်တို့ဟဲ့တကူထပ်မဆက်ထပ်မသားစရာရှိတာက AMM ရဲ့ short form ဆိုရင် apostrophe m နေနဲ့သတ်မှတ်တယ် ISS ရဲ့ short form ကကြတော့ apostrophe s ရဲ့ AI ရဲ့ short form ကကြတော့ apostrophe i ရဲ့ဆိုပြီးတော့ကျမတို့သုံးခဲ့တာပေါ့နော်ဟုတ်ကဲ့အခုဒီ unit မှာကကြတော့ဒီ MSR ရဲ့ question တွေကိုလေ့လာရမှာပေါ့နော်အဲဒီကလေးတွေကိုကျမတို့ပြောနေကြပုံစံမျိုးပေါ့နော်ကလေးတွေဆိုလို့ရှိရင်ကလေးတသေးလေးပေါ့နော်ကလေးတသေးလေးဆိုရင်ကျမတို့ပြောတာ I am ဆိုရင် question type နဲ့ပြောမယ်ဆိုရင် am i he is ဆိုရင် is he she is ဆိုရင် is she it is ဆိုရင် is it ဆိုပြီးတော့ တုံးတာပေါ့နော်အဲ့ဒါဘယ်လိုမျိုးကြောင်းမို့လို့လဲဆိုတော့ကျွန်တော်ဒီမေကွန်းနေမှာဆိုလို့ရှိရင်မေကွန်းလောက်တဲ့ခါမှာပေါ့နော်မေကွန်းလောက်တဲ့ခါမှာရေရော positive ဝါကြတွေကိုမေကွန်းလောက်တဲ့ခါမှာဆိုရင် happy buff ကိုရှေ့ထုတ်ပြီးတော့ happy buff plus subject ပုံစံနဲ့အသုံးပြုတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ပါအဲ့တော့ဒီ AMM ရဲ့ ISS ရဲ့ AI ရရဲ့ဆိုတာကလည်း buff to be ဆိုတာကလည်း buff to be ဆိုတာကလည်း အာ happy buff အဆုဖြစ်တဲ့အတွက်ကြောင့်မို့လို့မိကုံလောက်တဲ့အခါမှာဒီ happy buff ကိုရှေ့ထုတ်ပြီးတော့မိကုံလောက်တာမျိုးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ i am ဆိုရင် am i he is ဆိုရင် is he she is ဆိုရင် is she it is ဆိုရင် is it ပေါ့နော်နောက်က we are ဆိုရင် are we you are are you they are ဆိုရင် are they ဆိုပြီးတော့ကျွန်တော်တို့မိကုံလောက်တဲ့အဲ့မှာကနောက်ထပ်တစ်ခုနေနဲ့ကျွန်တော်တို့မိကုံနေထပ်ပြီးတော့ထုတ်ကြမယ်ပေါ့နော်မိကုံနေမှာဆိုရင်ဘယ်လိုမျိုးရှိသေးလဲဆိုရင် question what ဆိုတဲ့မေးခွန်းစကားလုံးနေပေါ့နော်မေးခွန်းစကားလုံးနေနဲ့လုံးမယ်ဆိုတဲ့အခါမှာမေးခွန်းစကားလုံးမှာကျွန်တော်နှစ်မျိုးရှိတယ် WH နဲ့စတဲ့မေးခွန်းစကားလုံးအုပ်စုရဲ့ HOW ဟောင်းရဲ့စတဲ့မေးခွန်းအုပ်စုရဲ့ဆိုပြီးကျွန်တော်တို့အလွယ်တကူမှတ်ကြတာမျိုးပေါ့နော် WH အုပ်စုမှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုဥပမာ WHAT what WHEI where WHEN when WHYY စသည်ဖြစ်ပေါ့နော်အဲ့ဒါမျိုးတွေရှိတယ် H နဲ့စတဲ့ HOW ဟောင်းမှာဆိုရင်ကြတော့ how how many how far how much စသည်ဖြစ်ပေါ့နော် ဲ့မျိုးတွေရှိရင်ကျွန်တော်တို့ဒီမေးခွန်းလုပ်တဲ့ခါမှာကျတော့ happy bar plus subject ဆိုပြီးလုပ်တာမျိုးပေါ့နော်အဲ့ဒါအောင်မှာတစ်ခါထပ်ပြီး question words ဆိုရဲစကားလုံးထည့်မယ်ဆိုရင် question words happy bar subject ပေါ့နော်အဲ့ပုံစံနဲ့တွားတာဥပမာဆိုရင် i am ဆိုပါစို့ I am ကိုမိကုံလောက်တဲ့ခါမှာဆိုရင် am I အဲအောင်မရှိရစကျမက WHAT word ထည့်လိုက်မယ်ဆိုရင် what am I who ထည့်မယ်ဆိုရင် who am I where ထည့်မယ်ဆိုရင် where am I when ထည့်မယ်ဆိုရင် when am i why ထည့်မယ်ဆိုရင် why am i okay เนาะအဲ့တော့မှာ he is ကိုမိကုန်လုပ်မယ်ဆိုရင် is he is he ကိုမှာရှေ့ရ what ထည့်မယ် what is he where ထည့်မယ်ဆိုရင် where is he uh why ထည့်မယ်ဆိုရင် when is he when ထည့်မယ်ဆိုရင် when is he စသည်ဖြစ်ပေါ့เนาะ she she is ကိုမိကုန်လုပ်မယ်ဆိုရင် is she အဲ့တော့မှာ question word ထည့်မယ်ဆိုရင် what is she when is she where is she why is she how ဆိုရင် how is she ပေါ့နော်အဲ့ဒါမှာ we are ဆိုရင် are we what are we where are we why are we when are we စသည်ဖြစ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးသုံးပါတယ်ဒါကတော့ကျွန်တော်တို့ဒီ question word ထည့်သုံးတဲ့ပုံစံကအဲ့ဆိုသူတို့ရဲ့ဥပမာဝါကျလေးတွေစသွားကြည့်လိုက်အောင်ပေါ့နော်အဲ့တော့အဲ့မှာဆိုရင် what's your name what is your name ကိုမှ iss ရဲ့ short form ဖြစ်တဲ့ apostrophe s ကိုသုံးထားတာဖြစ်တယ်။အဲကြောင့်မလို့ what's your name အဲ့တော့ဟိုဘက်က david are you married you မလို့ ar ရမလို့ are you married no i'm single how old are you how old are you so 25 are you a student yes i'm မေးခွန်းလုပ်တဲ့အခါမှာပေါ့နော်မေးခွန်းနေမှာဆိုရင်ကျွန်တော်တို့လွယ်လွယ်ကူကူမှတ်ရမယ့်ပုံစံရဆိုလို့ရှိရင်ပေါ့နော် question နေမှာဆိုရင်မေးခွန်းနှမျိုးနှစ်စရှိတယ် happy buff နဲ့စတဲ့မိကွန်းရှိတယ် question what နဲ့စတဲ့မိကွန်းရှိတယ်ပေါ့နော် happy buff နဲ့စတဲ့မိကွန်းဆိုတာ happy buff ဆိုတာ buff to be buff to do buff to have more buff ပေါ့နော် စသည်ဖြင့်အဲ့ဒီ happy buff တင်နဲ့စတဲ့မိကွန်းမျိုးဆိုရင်ကျွန်တော် yes or no question လို့ခေါ်ရရှင်အဲ့တော့ပြန်ဖြေတဲ့အခါမှာ yes or no နဲ့ပြန်ဖြေရပါတယ်ဥပမာဆိုရင်သူတို့ဖြေထားတဲ့မိကွန်းမှာဆိုကြည့်အောင်ပေါ့နော် number 1မှာဆိုရင် what's your name ဆိုရင်ဒါဒီ wh နဲ့စတဲ့မိကွန်းပေါ့နော် uh, how uh, sorry are you married ဆိုရင်ကြတော့ဒါဒီ happy birthness ရတဲ့မိကွန်းဆိုတော့ happy birthness ရတဲ့မိကွန်းမျိုးဆိုရင်ဒါဒီကြတော့ yes or no question ပေါ့เนาะမြန်မာလိုဆိုရင်တော့အာ ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အလွဲတစ်ခုခေါ်မယ်ဆိုတော့လာပေါ့နော်လာလာမေကုံလို့ခေါ်ရဲစပီပီလာအိပ်ပီပီလာအဲနေရလက်ထပ်လက်ထပ်ထားတာလာအိမ်အောင်ကြားထားတာလာစသည်ဖြစ်ပေါ့နော်ယောက်ျားလေးလာမင်းကလေးလာအဲဆိုဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြန်ဖြေရတယ်အဲ့တော့ကျွန်တော်ကျွန်တော်တို့က yes or no question လို့ခေါ်ရဲအဲ့တော့သူဖြေထားတာကြည့်အောင်နော် no i'm single အဲ့တော့သူကဗာလဲဆိုတော့ are you married ဆိုတော့ buff to do buff to be ဆိုတဲ့ helping buff နဲ့မိထားတာမို့လို့ no နဲ့ပြန်ဖြေထားတယ် တတိယမိကုံမှာကြည်အောင်ပေါ့နော် how old are you how ဆိုရယ် question word နဲ့စာဟာဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့ဒါကြတော့သူကပြန်ဖြေတဲ့အခါမှာ25 okay နော်အဲ့ဆိုနောက်ထပ်တစ်ခုကကြတော့ are you a student ဆိုတော့သူက yes i am ဆိုပြီးတော့ yes yes or no နဲ့ပြန်ပြေးထားတာကိုတွေ့ရပါမယ်ရှင်။ဟုတ်ကဲ့ကျမတို့အဲ့ဆိုရင်ဥပမာမိကုံဥပမာဝါကြလေးကြည့်အောင်ပေါ့နော်။ number 1မိကုံမှာဆိုရင် am i late no you are on time အဲ့တော့သူကမေးလိုက်တာက am i late ဆိုတာကငါနောက်ကျပြီလားလို့ပြောတာပါတော့မဟုတ်ဘူးချိန်မှန်ရောက်တယ်ပေါ့နော်အဲလုံးဝချိန်ကွက်တိပဲပေါ့အဲ့ဒါမျိုးသုံးတာပါနောက်တစ်ခုက is your mother at home no she's out is your mother at home ဒီမှာ back to be နဲ့မေးထားတယ် as robert က no she's out she is out အဲ့ဒါ my short form နေနဲ့ she's out okay နော်နောက်တစ်ခုက are your parents at home are your parents at home no they are out သူတို့ပြင်ထွက်သွားကြပြီပေါ့နော်နောက်တစ်ခုက is it cold in your room yes a little uh is it cold in your room ဆိုတော့ can i ma a လာဆိုတော့ yes a little အနည်းငယ်တော့ a တယ်ပေါ့အဲ့အမျိုးနဲ့ပြန်ပြေထားတာပါနောက်တစ်ခုက your shoes are nice are they new ဖနာတီအရမ်းမိုက်လိုက်တာပေါ့နော်အတ္တိလားပေါ့အဲ့အမျိုးမိထားတာပါအဲ့ဆိုရင်ပြန်ပြေတဲ့အခါမှာ we say she is she at home is your mother at home အဲ့မျိုးဖြေပေးရပါတယ်။ဒါတော့ not is at your mother home. not is at home your mother လို့ဖြေရပါဘူး။ဘာအတွက်ကြောင့်မလို့လဲဆိုတော့ခါကြတော့ having buff လာပါတယ်။ပြီးတော့မှ subject လာပေးရပါတယ်။ဆိုတော့အဲ့အတွက်ကြောင့်မလို့ is your mother is your mother at home. ဒါကအာတီ new are your shoes new စသည်ဖြစ်ဖြစ်ထားတာပါအဲ့ဒီမှာဒါဆိုရင် are new are new your shoes လို့မသုံးရပါဘူးတဲ့ဘာကြောင့်မို့လို့လဲဆိုတော့ happy buff ကိုရှေ့ထုံမယ်ပြီးတော့မှ subject ကတာမျိုးပေါ့နော် buff to be plus နောက်ကနေပြီးတော့ဘာလုပ်ထားလဲဆိုလို့ရှိရင် now ပေါ့နော်မိကုန်းလုတ်တဲ့ခါမိကုန်းပုံစံမို့လို့ပါ အဲ့တော့ဒီထိနားလည်နိုင်မယ်လို့ထင်ပါတယ်ရှင် part A ကိုနားလည်နိုင်မယ်လို့ထင်ပါတယ်အကယ်၍နားမလည်ခဲ့တာရှိဘူးနားမလည်ခဲ့တာတစုံတရာရှိခဲ့သည်ရှိတော့တောင်းမွေမေးမေးချင်တာရှိခဲ့တယ်ဆိုရင်တော့ comment မှာမေးလို့ရပါတယ်ရှင် okay အဲ့ဆိုရင် part B လေးကြည့်လိုက်ရအောင်ပေါ့နော် part B မှာဆိုလို့ရှိရင်ဘာတွေကိုလေ့လာရမလဲဆိုတော့ကျမတို့က WHCI ဝယ်ဘယ်နေရာမှာလဲ WHCI to what ပါလဲ WHO ဟူဘာတူလဲ HOW ဟောင်းဆိုဘယ်လိုလဲပေါ့နော် WHYY ဘာကြောင့်လဲအဲ့တော့ခုနကကျွန်မအပေါ်မှာပြောခဲ့သလိုပဲ your mother ဒီအနေကင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ your mother is အဲ့ဒါကိုမေးခွန်းလုပ်မယ်ဆိုရင် is your mother အဲ့တော့ရှေ့ကဝဲထည့်မယ်ဆိုရင် where is your mother again ကျွန်မတို့ what လေးအစမ်းထည့်ကြည့်အောင်ရှင်အဲ့ဆိုရင် what is your mother who ထည့်မယ်ဆိုရင် who is your mother how ဆိုရင် how is your mother wine ဆိုရင် wine is your mother အဲ့ဒါမျိုးဖြစ်သွားပါမယ် care ဆိုတော့သူတို့ရဲ့ဥပမာဝါကြမှာဆိုရင် where is your mother is she at home နင့်မိဘမလဲအိမ်မှာလားဆိုတော့အရှိက question word နဲ့စထားတဲ့မိကုံးဖြစ်ပြီးတော့အနောက်ကတော့ happy birthday နဲ့စထားတဲ့မိကုံးပါဆိုတော့နောက်ထပ်တစ်ခုကဆိုရင် where are you from where are you from where are you from you are မလို့ are you she are where ထည့်ထားတယ် where are you from canada Okay, now so what color is your car? What color araga megon zegaloma is your car? Your car ga anemolo is your car is around megon lodo is your car. Alright, so what color is your car? It's red. Okay, alright, so how old is Joe? He's 24. How are your parents? How are your parents? Are they well? Ni kong jari labo, no? Ni mimi bario, ni kong jari la, These postcards are nice. How much are they? these postcards are nice. Nice. How much are these? Raw below label, no? Very cool. This holiday isn't very good. Wine is why is it so expensive? Why is it so expensive? Bajang si ENG ni ale. it is mulu is it? Okay, no. As you dimaku na gaji ma bilu we. I S is from the uh, post of S. Aro what is equal What? Who is equal whose? How is equal hounds? where is equal ways အဲ့ဒါမျိုးတော့မှာအဲဆိုရင် what's the time who's that man where's lucy how's your father အဲ့မျိုးတုံးထားတာပါဟုတ်ကဲ့အဲဆိုလို့ရှိရင် part b နဲ့ပတ်သက်ပြီးနားလည်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော် part part b မှာဆိုရင်အဓိကသိထားရမှာက question word ထည့်တဲ့ပုံစံပါပဲเนาะအဲဆိုရင်ပုံမှန်မှာဆိုလို့ရှိရင် he is ဆိုရင် is he အဲ့ဒါအောင်မှာ she က question word ထည့်မယ်ဆိုရင် where is he what ထည့်မယ်ဆိုရင် what is he who ထည့်မယ်ဆိုရင် what what is he how ဆိုရင် how is he စသည်ဖြစ်သုံးတာပါရှင် okay အဲဆိုရင်ကျမတို့ part C လေးတွားလိုက်ရအောင် part C ကကျတော့ကျမတို့ part A မှာကျမပြောခဲ့တဲ့စကားလုံးကိုပြန်ကောက်ရမယ်ဆိုရင်ကျမမေးခွန်းပုံစံမှာဆိုရင်နှမျိုးရှိရပါတော့ happy birthday စတဲ့ပုံစံရှိတယ် question what နဲ့စတဲ့ပုံစံရှိတယ်။ happy bob နဲ့စတဲ့ပုံစံဒီမှာဆိုရင်ကျွန်မပထမပြောခဲ့သလိုပဲသူတို့က yes or no question တွေဖြစ်တယ်။ပြန်ဖြေတဲ့အခါမှာ yes တို့မဟုတ် no နဲ့ပြန်ဖြေရတယ်။အမှန်ရယ်ဆိုရင်ဟုတ် yes ပေါ့နော်မရယ်ဆိုရင်တော့ no ပေါ့အဲ့ပုံစံနဲ့ပြန်ဖြေမယ်။ဆိုတော့ဒီမှာပြန်ဖြေတဲ့အခါမှာဆိုရင်အာ buff to be နဲ့မိတဲ့အခါ buff to be နဲ့ပြန်ဖြေရတယ်ပေါ့နော်။အဲ့ဆိုရင်ဒီမှာ yes i am yes he is yes she is yes it is we we so yes we are yes you are yes they are okay no ne pyan phie me mho so no i'm not no he's not no she's not no it's not no we are not no you are not no they are not okay အဲ့ဒါအောင်မှတစ်ခါထပ်ပြီးတော့နှမျိုးထပ်သုံးလို့ရရရှင်ကျမတို့ကလေးတွေကိုကျမတို့ပြောတဲ့ပုံစံမှာဆိုရင်လူနှစ်ယောက်မှာနာမည်နှမျိုးရှိရဲအမျိုးသုံးလိုမျိုးပေါ့နော်လူလူကိုကိုမှကြတာမျိုးပေါ့နော်လူတစ်ယောက်မှာအိမ်နာမည်ရှိရဲအကြောင်းနာမည်ရှိရဲနှစ်ယောက်စလုံးကနာမည်သာကွဲတဲ့အတိတ်ပိုင်းကတခုတည်းအဲ့လိုပြောလို့ပဲသူတို့ကိုနှမျိုးခွဲသုံးလို့ရပါတယ် he is go he is not go he is not ကိုမှဘလို့သုံးလို့ရလဲဆိုတော့ he's not သို့မဟုတ် he isn't she's not she isn't. It's not or it isn't. We are not, we aren't. You are not, you aren't. They are not, they aren't. That's my seat. Not time. No, it isn't. Okay, Are you tired? Yes, I am. Are you hungry? No, I'm not, but I'm thirsty. Is your friend English? Yes, he is. Are these your keys? Yes, they are. That's my seat. No, it isn't. စသဖြင့်အားမျိုးဖြည့်ပေးရပါတယ်။အဲဆိုရင်တော့ဒီ unit 2ကတော့ဗာလဲဆိုရင် unit 1ကိုကျွန်တော်တို့ပြန်ပြီးတော့ဟို unit 1ကကျတော့ positive structure, unit 2ကကျတော့ question type တွေနဲ့သုံးတာမျိုးပေါ့နော်။အဲ့ဒါကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။ Part A မှာကျတော့ तू က you you ဒီ buff to win နဲ့ ဘတ်တူဝီနဲ့စားတဲ့မိကွန်းပုံစံကိုတွားတယ်။ pop b မှာကျတော့ဒီ question word နဲ့စားတဲ့ပုံစံတွားပြီးတော့ part c ကကျတော့ဘာနဲ့တွားရလဲဆိုရင်ဒီပြန်ဖြေတဲ့ပုံစံတွေတွားထားပေးတာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်အောက်က exercise လေးကိုတစ်ချက်ပြပေးပါမယ်။ဒီ exercise လေးကိုလေ့ကျင့်ခန်းလေးကိုကျွန်မလုပ်ထားစေချင်ပါတယ်။တကယ်တမ်းကတော့လေလေ့ကျင့်ခန်းလုံယုံလောင်းနေတင်ဒီစာအုပ်ထဲမှာပါတယ်လေ့ကျင့်ခန်းလုံယုံလောင်းနေတင်တော့မပြေစုံဘူးပေါ့နော်။ဒါပေမဲ့ဒီ ၄ချိန်ခန်းနေလုံမယ်ဒီ၄ချိန်ခန်းကိုလောက်ထားရဲ့၄ချိန်ခန်းမျိုးထပ်ခါထပ်ခါပြန်ပြီးတော့ဖတ်နေမယ်ဆိုလို့ရှင်ကတော့ဒီကျမတို့ဒီ unit ဒီ essential grammar in use unit ပြီးသွားပြီဆိုလို့ရှင်ရင် A2 grammar series ကိုပြတ်ပြီးတော့ကျမတို့ယူဆလို့ရတာပေါ့နော်ကောင်းကောင်းမွန်မွန်လုပ်မယ်နောက်ပြီးတော့ဒီ exercise တွေကိုပြီးအောင်ဖြေမယ်ပြီးတော့ထပ်ခါထပ်ခါထပ်ခါပြန်ဖတ်မယ်နောက်ပြီးတော့ခါကြတော့ဒီလိုမျိုးတူလိုမျိုးဥပမာဝါကြလေးစမ်းအရေးအမျိုး ကိုပိုင်ဝက်ကြလေးတွေကိုပိုင်မိကုံးလေးထုတ်တာမျိုးလေးပြီတော့ကျမကလုံးစေချင်တာပေါ့နော်ဟုတ်ကဲ့လုံးမယ်လုံးလိမ့်မယ်လို့လည်းကျမကယူဆပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အမားရေပါခဲ့တယ်ဆိုလို့ရှိရင်လည်းနားလဲပြပါနော်ဒါကျမရဲ့လုံးဝပထမအောင်ဆုံးချိန်ဖြစ်လို့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်